မင်္ဂလာပါရှင် Super Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မေတ္တာပို့ပါရစေ။ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းလေးနဲ့ဆန္ဒပြုပါရစေ။ဒီနေ့တော့ဆ iam ရင်ရင်နူရဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်။ဝတ္ထုလေးရဲ့နာမည်ကစိတ်ဖြည့်ရတဲ့။မေတ္တာရက်ခံချင်တာကတော့ကျမတို့ရဲ့ Super Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်။စိတ်ဖြည့်ရ။ Hey အဆက်မရှိတဲ့ကောင်မကြောင်တောင်နှိုက်မလင်ခိုးမရဲ့ကြည်စမ်းမအောင်တော့အရက်ကလို့ရဲ့အဆက်မရှိလုံနေကြတဲ့ပုံကိုမနဲ့စောစောစီစီယဟန်တော်တွေမှာဆုံးခံမပြန်သေးဘူးစီကနေညံကနေဆဲလိုက်တဲ့အတန်တွေကပယ်ပယ်နေနေထွက်လာတယ်လက်ကအကြော်ကြောနေတာဒေဦးတဲ့ကကျွတ်နေပြီဖြစ်တဲ့တူဦးကျော်တွေကိုစစ်စစ်စကားနဲ့ခမန်းကရန်ဆဲပြီးမျက်လုံးကလမ်းပေါ်မှာခမန်းကရန်မျက်နှာတွေရှောက်သွားကြတဲ့ ရေထန်းရောင်နဲ့ဖိုးထုနဲ့ခြုံမတို့နှစ်ယောက်ကိုမြင်လာနဲ့ဆဲတော့တာအကျော်ဝယ်ဒီရနဲ့အုံခဲလို့အားလုံးကဖိုးထုတို့နှစ်ယောက်ကိုမလိုလားတဲ့မျက်စောင်းနေနဲ့ကြည့်နေကြတာဟိုနှစ်ယောက်ကတော့တုတ်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 နဲ့ပြေးကြပြီပြေးကြပြီမဲ့အကျော်တဲ့မတ်ပုရဲ့ဆဲတန်ကနောက်ကလိုက်လာသေးတယ်အရှက်မရှိတဲ့ဟာတွေတော့ဘဲရလာတဲ့ပောက်လွတ်ပဲစားရေမျောကန်းတင်နေလည်းမသိဘူးဟက်ကောင်မမိနေဒီမဲ့နှစ်ညီမတွေ့လား၅ယောက်ကြမ်းမှန်တိလျက်နဲ့အရှက်မရှိတော့ အကျော်တဲကလေးကသက်စီဆက်ဝင်းပေါ့ရဲ့နံပေးဗန္တာပင်လေးအောက်မှာမို့စီဆက်ဝင်းလေးကပေရွေနှမ်းရွေးတဲ့သူတွေအိတ်ခေါက်နေတဲ့သူတွေစီဝဲနေတဲ့လူတွေကွက်ချစ်ကွက်ချီနဲ့လုံနေကြတယ်။စီဆက်ရှိမှာသပွဲကုံချတပိတ်ချီတွေပါတင်ပြီးတန်ဃာတော်တွေကိုစလုံးကြီးစလုံးငယ်နဲ့ဘုံဆုံးလောင်းနေတဲ့စီဆက်ပိုင်ရှင်ကတော်တော်မမကြီးကတက်ပြင်းတစ်ချက်ချပြီးအနားမှာအတူတူကဆုံးလောင်းနေတဲ့စီဆက်ပိုင်ရှင်ကြီးဥသက်ရှိကိုမဝုံမရဲလှဲ့ကြည့်တယ်။ ဟုတ်တယ်လीအခုဘယ်စီဆက်ပိုင်ရှင်ကြီးอ่ะကုသူယူနေတဲ့မနဲ့ခင်းကိုအကြီးတန်စီတဲ့စဲတန်ဆိုတန်ကြီးကြားနေရတာနဲ့ရှုပ်မဲ့နေပြီခဏနေလို့သူမကျင်နဲ့ရင်ငါစီဆက်ရှိမှမပုအကြောမထွက်စီနဲ့လို့တစ်ချက်လို့အမိန်ချလိုက်ရင်မပုခမားပုံပြောက်ရကြည်ရဲ့တနာပါလေလို့ဒေါ်မမကြီးကတွေးရင်မပုကိုဖြောင်းပြအောင်မပဲဆိုပြီးအပြင်ကိုထွက်လာတယ်ဒေါ်မမကြီးဗန္ဓာပင်အောင်အရောက်မနှင်းဆိုတဲ့မိန်းမနဲ့မပုနဲ့အချီချဖြစ်နေကြပြီ ဒီမဲ့မဖို့ချိုမဆိုတဲ့ကောင်မကျုံနဲ့ညီအမသာတော်တာပြောဆိုဆုံးမမရလို့ဖြစ်ထားတာကြာပြီဟိုလင်ယူလိုက်ဒီလင်ကွဲလိုက်နဲ့လင်ပနဲ့ဆက်ရှိတယ်ဆိုတာကျုပ်တို့တော့မသိဘူးနောက်တစ်ခါမိနှင်းညီမလို့မပြောနဲ့ကျုပ်တို့နဲ့မဆိုင်ဘူးညီညီမမို့ညီညီမလို့ပြောတာပေါ့ညီမေမွေးထားတာပဲဒီမဲ့ကျုပ်ယောက်ျားကိုတိတိနဲ့ညီညီမကြောင်တောင်နှိုက်သွားတာသိမေညနေကျရင်ကျုပ်ကလေးသုံးယောက်ကိုဖို့ထုအမေရင်ပို့ပြီးသူတို့နှစ်ယောက်နေတဲ့နေရာလိုက်ပြီးဆဲအုံးမယ် ကဲတော်ပါတော့မပူရဲ့တလန်းလုံးလဲမိုးမွန်နေပြီဖုန်ကြီးရဟန်းနေနဲ့ဒေါ်မမကြီးရဲ့အေးတက်တာဖြောင်းဖြတန်အဆုံးမှာမပူဟာကိုရှိန်တက်သွားတော့မနှင်းကအခွင့်ကောင်းယူပြီးပြက်သွားတော့တယ်ဝိုင်းအောင်ကြည့်နေကြတဲ့လူတွေကလည်းခန့်ခန့်ညာညာအေးချမ်းချမ်းစီဆက်ပိုင်ရှင်ကတော့တွေ့ရတယ်လူစုခွဲသွားကြတော့တယ်ဒေါ်မမကြီးကတက်ပြင်းတခြားခြားရှိတော့မပူဟာမျက်ရည်တဆန်းဆန်းနဲ့ဖြစ်နေပြီမမရဲ့စီစေးကတက်တဲ့နဲ့ ျမအကြော်ရောင်းတာဘလောက်မြတ်မှာတော့ကလေးတွေစောက်ွင့်နေရခက်လို့ရောက်ကမရင်ပို့ရတော့မယ်။သူကတော့ရှာလို့ရတာမပေးမရင်ငယ်နဲ့နေနေတယ်။ကျမမကဲကဲတော်ပြီမပူရီကလေးတွေပို့မှာဟုတ်လား။ညီစောက်ွင့်နေခက်နေစီစက်ထက်လာခဲ့။ငါလည်းပုံစုံလောင်းနေတာပေါ့မနေ့တိုင်းဆုံးချက်ရတာကောင်မလေးတွေမနိုင်ကြဘူး။ညီတဝမ်းတစ်ခါတော့ပူးမနေနဲ့။ရှင်မမအဟုတ်ပြောတာလား။ဟုတ်ကဲ့ဟုတ်ကဲ့။မပူရှာခလုတ်တိုက်မတန်အော်အော်ဝမ်းသာသွားတယ်။ ်ဘလင်းပူနော်တကယ်ဆိုးတာဖိုးထူးဖြစ်သွားကြတဲ့ကမလုတ်ချင်မကင်ချင်ဖြစ်နေတာအခုတော့ဒေါ်မမကြီးကခေါ်ပြီးစီစက်ထဲမှာနည်းနည်းပါပါကူလုတ်ပြီးအေးအေးချမ်းချမ်းနေလို့ရပြီလို့သူတွေးမိတယ်အဲ့ဒီညနေစီစက်ထဲပြောင်းလာတော့တာပဲပြောင်းလာပြီးကြတဲ့ကမပူစိတ်ချမ်းသာနေလိုက်တာနှစ်ရက်သုံးရက်တွင် အိပ်ပျော်စားဝင်တသွေးတမွေးကိုဖြည့်လို့ဒေါ်မမကြီးကသူ့ကိုဆွန့်ချက်ဖို့ဆိုပြီးအိမ်ကြီးပေါ်ခေါ်ထားတယ် အိမ်ပေါ်ခင်ကျူတို့ခင်သူတို့ညီမနဲ့နေရတယ်။မနေ့လေးနိုင်လောက်ထစွန့်ချက်စွန့်ဟင်းချက်ရင်ဓမ္မမကြီးတွေစွန့်တော်တင်ဖို့ခူပြီးသွားဖို့စီစဉ်ပိုင်ရှင်နဲ့မနေ့ဆန်စားဖို့စီစဉ်ပေးပြီးဓမ္မမကြီးနဲ့စွန့်လောင်းရမှာကူညီဒါဆိုရင်သူ့အလုပ်ကပြီးပြီ။နေ့လည်ခင်အဝတ်လေးပါလေးရှောအိမ်တန်ရှင်းလေးပါလေးနည်းနည်းပပကူပြီးဘာတောင်ဝင်းဟင်းမှမရှိတော့ဘူး။ညကျရင်ကိုရီးယားကမှမှန်ကြည့်ရသေးတယ်။တရက်ဧည့်သည်တွေတပုံကြီးရောက်လာလို့ ကော်ဖီတွေဧကန်းကိုခင်သူတို့နဲ့ပို့ပေးရတယ်။ဧည့်သည်တွေစကားတစုံတစသူကြားရတယ်။ကျေးဇူးပါပဲခင်ဗျာ။ကျွန်တော်တို့ဆွမ်းနောက်အသင်းကြီးကိုအမြဲတမ်းကုသိုလ်ရှင် ဖြစ်လဲခလူအခုလဲဆယ်သိန်းပရိသေပြင်စိုက်ပေးအောင်မှာဆိုတော့အိမ်မှာလည်းအပားတရာကြောင့်နေတိုင်းလှူနေတာမောင်ရင်ရဲ့ဟုတ်ကဲ့ခင်ဗျာလေးလေးသက်ရှိလို့တရာတရာတော့အံ့မခံပါပဲခင်ဗျာဟုတ်ပါရဲ့တကယ်ကိုတရာတရာရှိတယ်မိသားစုပါ သူ့ကိုဘာမဆိုင်ညာမဆိုင်ခေါ်ကြွေးထားတာပါတော့ကျေးဇူးရှင်ကြီးတွေချမ်းသာကြပါစေချမ်းသာကြပါစေစတဲ့တကိုတိုးပြီးကြွေးနိုင်မွေးနိုင်လှူနိုင်ကမ်းနိုင်ပါစေလို့မတ်ဘူးကစိတ်ထဲကတွေးပြီးကြည်ညိုရင်းစီဆက်ပိုင်ရှင်ယူတလေးတစားကြည့်မိတယ်ဟူတန့်ရှင်ကလည်းအမှတ်တမဲ့မတ်ဘူးကိုလှမ်းကြည့်နေတာနဲ့ကြုံလို့ကြောက်ကြောက်လန့်လန့်မျက်လွှာချလိုက်တယ်အဲ့ဒီတော့ဦးသက်ရှိရဲ့ခြေတော့ကိုငုံကြည့်သလို ဖြစ်သွားပြီးမျက်နှာလိုက်တယ်ပြောချင်ပြော မပူတော့တော့ကိုတတိကိုခြေထောက်ကအစချင်းမောမိတော့တာပဲအဲ့ဒီအကြောင်းနေလေကြခင်သူတို့ ਨੇ ပြောမိသေးတယ်တကယ်ပါပဲတော့ကျုပ်တော့မျက်စိတွေကိုမထွက်တာသိလားတတိခြေထောက်များလေးဖွေးနှုတ်နေတာပဲခြေပမိုးလေးများပန်းရောင်ကိုပြေးနေတာပဲကျုပ်တို့လက်ထက်တောင်နှုတ်သေးတကယ်ပါပဲတော့ကုသိုလ်ကောင်းလိုက်ကြတာအလှရေးဆက်လက်နဲ့မကွာဒါကမဟုတ်သေးလဲမပူရဲ့မြုပ်မြင်တဲ့ပုံမင်းလာဆောင်တိုင်းလိုက်ပြီးလက်ထက်ပေးနေရတာ တတိတွေကလွန်ရကြောဂျိတ်ဥတွေနဲ့လာပြီးဖိတ်ကြတာကျုပ်တို့တတိကမန္တလေးမှာကုသိုလ်လုပ်လို့အားမရဘူးအနေနဲ့အရရခရိတ်တာတွေလည်းတရားသွားထိုင်နေတာမနေ့ပြန်တော့ဖဟံဘက်သွားပြီးတရားရရှိစခန်းဝင်အောင်ပါတဲ့ပြင်ဆင်စရာတွေပြင်ဆင်ပေးရအောင်မယ်နောက်တနေ့ကျတော့တတိခီးထွက်သွားတယ်ပါချေရိုကားကြီးနဲ့တခန်းတနာတပြိလက်သားတွေနဲ့အဝိအိတ်ခီးဆောင်အိတ်တွေကလည်းမက်ဖို့တခါမှမမြင်ဘူးတဲ့ဘိန်းလုံးကြီးနဲ့အိတ်တွေ တတိကတော့လည်းတယုတ်တသိစားစရာတောက်စရာပြင်ဆင်ပြီးထည့်ပြီးလို့မပူဖြင့်အံ့ဩလိုက်တာ။ငါးစင်စတီချိုင်ကြီးနှလုံးနဲ့အဖြစ်စိတ်သားနှက်၊ကြက်သားကျော်၊ငါးကျော်၊ဗားလက်ချောင်းကျော်၊ငချောက်ပုတ်စီစမ်းလက်ဖက်နှက်စုံတကာစိတ်နေတာပဲ။ Ready make ခောက်ဆွဲမြူဆွမ်းနဲ့ coffee mint တိမိတရားပါသေးတယ်။ရိတ်တာမှဒါတွေဘလို့စားမှာပါလေလို့မပူကမတိနိုးနာမေးကြည့်တော့ခင်သူက"အိုးမပူကလည်းငဲကြည့်တော့မှာပဲ" တတိယရိတ်တာဝင်မှာရိတ်တာကုသိုလ်ပြုတဲ့ထမင်းကိုစားပြီးရှစ်ပါးတီလာထိမ့်မှာ ချိုးချံအချင်းကျင့်မှာ အခုဟာကတတိကိုရိတ်တာပြန်နေစောင့်ရှောက်မဲ့လူတွေအတွက်တတိကတော့စေတနာနဲ့လှုပ်ပေးတာလို့ရှည်ရှည်ဝေးရှင်းပြတာနဲ့မှတ်ဖို့ခေါင်းငုံနေနေရတယ်။အဲ့ဒီလိုနေတော့ယောဂီဝိစုံနဲ့တတိလေကားပေါ်မှာဆင်းလာတယ်။ရိုးရိုးကလေးရက်နေတဲ့တတိကတော့ကစိတ်ပတိကိုရိုးရိုးသေးသေးကမ်းပြီးတော့လှမ်းယူပြီးကားပေါ်တက်သွားတယ်။ မပူဖြင့်ဒီလိုသူတော်ကောင်းစိတ်ရှိတဲ့လူတွေရဲ့ရိတ်အောင်ဝါသာအောင်မှနေရတာစိတ်ချမ်းသာလိုက်တာလွန်ပါရော့ဒီလိုနဲ့ရက်တွေကုန်လွန်လာတယ်ဒီနေ့တော့မပူနေလေခင်မှာစိန်ထားတဲ့အဝတ်တွေလျှော်လိုက်တာကြာသွားလို့ထင်ပါတယ်အေးမိပြီးနှာတွေယူအာကောင်တွေခြောက်နေတယ်တဏီကုံအိယာတွေဝင်းခွေနေရတယ်ညနေပိုင်းမှာတထေတရားစခန်းဝင်ရကပြန်ရောက်လာတယ်တအိမ်လုံးစူးစူးညံ့ညံ့နဲ့ကြိုကြလက်ဆောင်တွေရလို့ပျော်ကြွှင်ကြ ဒူးရင်သေးတွေခွဲဆကြနေပေါ့အဲ့ဒီအထင်မှာမတ်ဖို့မပအောင်သူအိမ်ရတဲ့ကမထနိုင်ဘူးညာဖက်ရောက်လေပိုဆိုးလာလေခေါင်းလေကိုက်ဖြားလေဖြားလာတယ်ဘလို့မှမခံနိုင်တော့လို့သူအိမ်ရကလူးလဲထလိုက်တယ်အခန်းထောက်မှာအိမ်နေတဲ့ခင်ကျူတို့ခင်သူတို့အိမ်ရခေါင်းရင်ကြွက်လျှောက်တန်းပေါ်မှာတင်ထားလေးရှိတဲ့ပျုပ်စီဘူးယူပြီးနှစ်ထင်နေရင်လည်းဥမပါပဲလေလို့တွေးမိတာနဲ့အိမ်ရထလိုက်တယ် 40ဝအားမီလုံးရောင်ကြောင်အခန်းကလင်းနေတယ်။ခင်ကျူးတို့အိတ်တဲ့ချင်းအောင်နားမှာချင်းအောင်ချင်းကတိုးထွက်နေတဲ့ဖြူဖြူအရာကိုဘာဘာလေးလို့မျက်မှောင်ကြုံကြည့်မိတယ်။ဟင်းလို့သူ့ပါးစပ်ကထွက်သွားလောက်ကအံ့ဩလွန်းလွန်းခေါင်းမွေးတွေတောင်ထောင်းလာတယ်။အသားတွေတဆက်ဆက်တုံလာတဲ့အထိတုံလို့ခြောက်ချလာတယ်။ကြောက်လွန်းလို့ချွေးတွေပြန်းလာပြီးအဖျားတော်ပျောက်သွားသလားအောင့်ပြရတယ်။ဘာမပြောညာမပြောအခန်းထဲကခြေဖို့ပြေးထွက်ပြီး ဖလေကကမန်းကရန်ပြေးတက်လို့တတိနဲ့တတိကတော့အဲ့တဲ့အိတ်ခန်းတကဆွဲဖွင့်ပြီးအတင်းပြေးဝင်သွားတယ်။ဟင်းလို့သူအံ့ဩသွားရလောက်အောင်တတိကတော့တော့မမကြီးဟာကရင်ပေါ်မှာအိတ်ပြောမနေပဲကျုံကျုံလေးထိုင်ပြီးပဒီးစိတ်နေတာဘွားကနေတွေ့နေရတယ်။တော့မမကြီးကမျက်ပုအေးအေးဆေးဆေးလှဲ့ကြည့်တယ်။ပဒီးကိုလက်မှာပတ်ပြီးကရင်ပေါ်ကဆင်းလာတယ်။ဘာဖြစ်တာလဲမျက်ပုလို့အေးအေးဆေးဆေးမေးတယ်။ မပူတာချက်ကြီးအစနဲ့တို့တင်းအင်းနဲ့ဖြစ်နေပြီးမျိုးလုံးကြီးပြူလာရင်ကဟိုဟိုချီတော့ဟိုရင်တထေးချီတော့ဟုတ်ပါတယ်ကျမမှတ်မိတယ်အဲ့ဒါတထေးချီတော့တေးကြတယ်ကပောက်တိကပောက်ချပြောနေတဲ့မပူစကားကိုတထေးကတော်ကနားလဲပုံမရဘူးနည်းနည်းတည်ငြိမ်လာတဲ့မပူကဆက်ပြီးဟုတ်ပါတယ်မမရေတေးကြပါတယ်ဖျားစုကျမမကောင်းတဲ့စိတ်နဲ့ပြောတာမဟုတ်ပါဘူးကျမကျိန်ဆူကျိန်ရဲပါတယ် မမအတွက်မခံနိုင်လို့လို့ချက်ချင်းလာပြောတာပါတတိလီခင်ကျူတို့အိမ်ရံနေရောက်နေပြီခြံတော်ထဲကခြေတော်ကြီးထွက်နေတာကျမကိုယ်တိုင်ဟောဒီမျက်စိနဲ့တတ်အပ်မြင်ရတာတတိခြေတော်ကိုကျမမှတ်မိတယ်မမရဲ့အဲ့ဒါမမလှုပ်ချင်တာပြောကျမတော့အမိဖမ်းပြီးဟိုကောင်မတွေကိုပါနာရိုက်ပြစ်မမကမရိုက်ပြစ်ချင်ဘူးဆိုရင်ကျမရိုက်ပေးရမလားမကူကစိတ်လှုပ်ရှားနေတယ်လို့တော့မမကြီးကတင်းငိမ့်နေတယ် ဘာမှမပြောဘဲကနေမမဝင်ထိုင်လို့မက်ပူလည်းဥကြောင်းကြောင်းနဲ့ဒေါ်မမကြီးရဲ့ခြေရင်ချမ်းပြင်မှာထိုင်လိုက်ရတယ်။တအောင်လောက်ငြိမ်သက်တိတ်ဆိတ်နေတယ်။ခဏကြာတော့မှဒေါ်မမကြီးကတည်ငြိမ်နေလေးတန်နဲ့မက်ပူကဒီကိစ္စတွေမမမသိဘူးလို့ထင်နေတာလားကွယ်ဟုမေးတယ်။မက်ပူကတအံတော်နဲ့ရှင်းလို့အော်မိပြီးထိုင်ရမလို့ထားရမလို့ဖြစ်သွားတယ်။မမဒီကိစ္စတွေသိတာကြာပြီ။ညီတို့တထေးကလည်းတထေးမို့အထင်ကြီးစရာမရှိပါဘူးမက်ပူရဲ့။ စိုးတဲ့တောင်းချမ်းတဲ့နေရာမှာဖိုးထုနဲ့ဘာမှမထူးပါဘူး။ရှင်။ဟုတ်တယ်မဘူး။အင်းအကောင်မလေးတွေလည်းအလွတ်မပြီးအပြင်းမာတဲ့ထွက်။တခါတလေဒီမှာညင်းငွေ့လာရင်တရားထိုင်လို့ပြောပြီးချောင်းသာတို့ငပလီတို့မိမဖော်တွေနဲ့တွားသည်။ဒါနဲ့မြတ်မမရဲ့မမမျိုးသိပ်သီးခန့်နေရသည်တည်း။ဒီနောက်စိုးတဲ့သူကွာရှင်းပြ။စီစဲလုံငန်းနဲ့မမဦးစီးနေတာပဲဥစ္စာလက်ကလူပိုကြီးတတိကတော်ကမပုတ်ကိုအေးအေးဆေးဆေးလောဝါးကပြတယ်မဖြစ်ဘူးမပုတ် မမတို့ကမျက်မျက်နဲ့ဖုံးနေဂုံနဲ့ဒရက်နဲ့တိတ်ခါနဲ့မမတို့အမျိုးထဲမှာတစ်ခုလက်တလင်กว่าမရှိဘူးပြီးတော့တားရီသမီးတွေကဆရာဝန်တွေဆရာမတွေသူတို့မျက်နှာတွေထောက်ပြီးမမမျိုးသိမ့်နေခဲ့ရတာအပူရုပ်ကိုဟန်လုံနေခဲ့ရတာမသိချင်အောင်စောင့်နေခဲ့ရတာကြာလှပြီကြာတော့မမလည်းနှလုံးသားတွေထုံချင်အေးခဲနေပါပြီမပူရဲ့တခါတလေလေမမစဉ်းစားမိတယ် မပူဆဲတယ်လို့လေဟောလို့ညမျိုးမှာလွတ်လွတ်လပ်လပ်အော်ခစ်ပြီးဆက်ပြစ်လိုက်ချင်တာပေါ့ခုအချက်ကိုခွဲသလိုဖြစ်နေမှာဆိုလို့မနေသီးခံနေရတာဒီနေရာမှာမပူကမမထက်ကံကောင်းပါလေကွယ်မပူဘာမှဆက်ပြောစရာစကားမရှိတော့ပါငိုင်းငိုင်းကြီးထိုင်နေရအထမှာတတိကတော့ထပ်ပြောတဲ့စကားတခွန်းကြောင့်ကျင်ဆက်နဲ့တုတ်လိုက်တယ်လို့တုံသွားပါလေဟောဒီမှာသူပြန်လာတော့မပူဖို့လက်ဆောင်ဝမ်းဆက်တဲ့တတိထားမပူရဲ့ အဲ့ဒီလိုပေးပြင်မကြဘူးပဲအမအကြံပေးချင်တာကတော့ကလေးတွေနဲ့ရင်အုံမကွာကိုယ့်ဘိတ်ကိုပြန်နေအကြော်ကြော်ဖို့စီလိုသလားမမစီမှာလာယူမမကုသိုလ်လုပ်မယ်ဒီနေ့ဆိုရင်မပုအကြော်ပြန်ကြော်တာနှစ်ရက်ရှိပြီဖိုးထူးတို့ကလည်းမပုအကြော်မကြော်တော့လမ်းထဲထွက်ပြီးရဲရဲသွားကြတယ်ထင်ပါရဲ့ဒီနေ့ဖိုးထူးနဲ့ချုံမနှစ်ယောက်တွဲကိုမြင်လိုက်တယ်မပုမှာပဲနှစ်နေနေရင်ကဆဲကျင်စိတ်ဖြစ်လာတယ်ဒါပေမဲ့ မမတော်မျိုးသိမ့်ထားရရှာတာအပူရုပ်ကိုဟန်လုံနေခဲ့ရတာငါလည်းမဆဲတော့ပါဘူးလေလို့စိတ်ပိုင်းဖြတ်ပြီးမမြင်ချင်အောင်စောင်းနေလိုက်တယ်ဖိုးထူးတို့ကတော့မပုတ်မမြင်ဘူးတဖြည်းဖြည်းနဲ့နီးလာပြီးတက်စီစဝင်းရှေ့တဲ့တဲ့အရောက်မှာဟဲ့ကြည်စံအရှက်မရှိလိုက်တာသူများလင်လဲကြောင်တောင်နှိုက်သေးရဲ့ဗျောင်လဲကြသေးရဲ့ငါစီစက်ရှိဘယ်တော့မှမလာနဲ့ဟေ့ဆိုတဲ့ ကျိန်မောင်ဆဲဆိုတဲ့ကြီးအနီးကပ်ကြားလို့အလန့်တကြားမော့ကြည့်လိုက်တယ်။ဘလို့မှထင်မထားတဲ့ဒေါ်မမကြီးရဲ့လေ။မဟုတ်တအံ့တော့ငေးကြည့်နေမိတယ်။လမ်းသွားလမ်းလာတွေလည်းတဖြည်းဖြည်းအုံခဲတာလေ။ဖိုးထူးတော့ဒေါ်မမကြီးကိုယ်တိုင်ထွက်ဆဲနေရတဲ့တုတ်ချေတင်ပြေးကြပြီ။မဟုတ်ကတော့သူ့မမကိုယင် တနေ့နေ့နဲ့ငေးကြည့်နေတော့ဒေါ်မမကြီးကလည်းပြီးကြော်ပက်ကလေးပြေးနေတာတော့တတိမထားမိပဲ။ညနာတွေနေရဲလာတဲ့အထိ ထမင်းကလေးမလို့အာရပါရဆဲနေတော့အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝိထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel ဒီလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်ညသက်မြင့်တဲ့တငယ်ချင်းမိတ်ဆွေတွေကိုမျှဝေပေးဖို့မြစ်တိုင်ရက်ခံပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်